ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုဒီညကနေပြီးတော့စုံပေါင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒီနေ့မှာခုနပြောသဘယ်လက်ရှိဒါကျွန်တော်တော်တော်လေးကိုခင်ဗျားတို့ကျွန်တော်လည်းပြောချင်တဲ့ topic ဖြစ်တယ်ဘာလို့လဲဒါပေမဲ့လူတွေရောအရင်ကြီးစိတ်ဝင်စားမှစိတ်ဝင်စားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရေးတာလည်းကျွန်တော်ကျွန်တော်ဖတ်ထားတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဒါကကျွန်တော် white footballer choose premier league ဆိုတဲ့ဒါကျွန်တော်တို့ article တစ်ခုဖတ်ဖူးတယ်အရင်ကောင်းတယ် အဲ့ဒါတင်းထဏာအကြီးရရေးတာမဟုတ်ပေမဲ့ဒါကျွန်တော် Twitter ကဘေးတပူရေးထားတာသူ teacher research လုပ်ထားတယ်။သူကအရင်တော့ Athletic UK ကနေပြီးတော့သူထွက်သွားတယ်။ထွက်သွားသူနှစ်နှစ်ကျော်ရှိပေါ့။ဒါပေမဲ့တောင်းတာပေါ့သူအခုလက်ရှိမှာသူအလုပ်နဲ့သူက golf ကိုသူရေးနေတာထင်တယ်။ဒါပေမဲ့အဲ့သူစိတ်ဝင်စားလို့ဆိုပြီးသူရေးထားတယ်သူ။အဲ့ပေါ်ဝိုက် Premier League player choose တာကျွန်တော်တို့အာဗာလဲအာ ပရီမီယာလိုဘဝိုက်ဖုတ်ဘောလာချစ်ပရီမီယာလိရက်သန်အာဒါလိဘောနော်အဲ့တော့အဲ့ဒါနေမှာသူကအောက်ကသူသူ့ရဲ့ business tag သူ့ရဲ့ဒါဆိုးဖြစ်တဲ့ဥစားအရာပိုက်တယ်သူကအဲ့မှာတလုံးကြီးရဲ့ business ဆိုပြီးရတာအဲ့တော့အဲ့မှာသူရှင်းပြတာတော်တော်လေးမိုက်အဲ့တော့ခင်ဗျားတို့ဒါကျွန်တော်အကုန်လုံးတော့မရှင်းပြဒါပေမဲ့ခင်ဗျားတို့နည်းနည်းလေးကျွန်တော်ဒါဒီဒီပုံစံမျိုးလေးနည်းနည်းလေးပြောပြမှာပေါ့နော်အဲ့တော့အဲ့ဒါကဘာကိုပြောချင်တာလဲလက်ရှိမှာဒါပရီမီယာလိခုနောက်ပိုင်းကစားသမားတော်တော်များများကဒါအသင်းတော်တော်များများယူမယ်ဆိုတော့ဒါ PUS PUS စိတ်အဆိုးဆုံးချက်ရှိတယ်ပပ PUS Florentine PUS အဆိတ်အဆိုးဆုံးရှိတယ်လာလီကာအောင် လာလီဘာဘက်ကလက်ရှိမှာသူတို့အနေနဲ့သူတို့ရဲ့ list standard ကသူတို့ကိုဆွဲချန်ဆိုပြီး US ကအယုံကြည်ရတယ်မှာပါတယ် PS အမုံဆုံးချက်ကပါတယ်ဒီလားလက်ရှိမှာတခါခါကြရင်ကျွန်တော်တို့ Serie A တို့ဒါကျွန်တော်တို့ La Liga တို့ Bundesliga တို့ကတော်တော်လေးကိုကောင်းပြီဆိုတဲ့ကစားသမားတွေကို Sunderland တို့ဒါကျွန်တော် Leeds United တို့ဒါကျွန်တော်တို့ Aston Villa တို့ Brentford တို့ကအနေနဲ့ခေါ်ချလိုက်ရင်ဒါ PS အရန်စိန်ဆိုတယ်ပြောချင်တာသူတို့ကဒီလုံး potential ရှိတဲ့ကစားသမားတွေအသင်းကြီးပဲဝယ်နိုင်ရမယ်ဆိုတဲ့ပုံစံမျိုးကို PS ကသွားတယ်ဒါမှမဟုတ် PS ဘက်ကလူမှုတွေးတယ်သူတို့ဘက်က Florenti PS ရဲ့အတွေးအရှင်းတယ်သူကဘလို့သွားလဲဆိုတော့သူတို့ဝယ်နိုင်ငါတို့လည်းဝယ်နိုင်မယ်ဒါပေမဲ့ပြဿနာက လာဒီဂါရီရဲ့အသင်းလက်တွေအသင်းငယ်တွေဒါကျွန်တော်တို့စီဗီရဲ့အသင်းလက်တွေအသင်းငယ်စီဗီရဲ့အသင်းလက်အသင်းငယ်ခုနောက်ပိုင်းတော့နည်းနည်းဝယ်လာနိုင်ပြီဒါမှမဟုတ်ဘွန်ဒက်စီကအသင်းလက်အသင်းငယ်ဒါကျွန်တော်တို့လက်ရှိမှာပြင်သစ်လီဂူအသင်းလက်အသင်းငယ်သူတို့အနေနဲ့ကစားသမားဝယ်ယူဖို့အတွက်ပရီးမီးယားလီဂါနဲ့ပြန်ရှင်ပြီဆိုအရန်ခက်ခဲတယ်ဒီနေရာမှာငွေဆိုတဲ့ဝါဟာရကကစားအုပ်ကျွန်တော်အသင်းဘက်ကနေမဟုတ်ဘဲနဲ့ကစားသမားဘက်ကပါ impact ကြီးပါတယ်ပထမအဆုံးချက် လောက်ခလာစာပရီးမီးယားလိရဲ့လောက်ခလာစာနဲ့ဘောနပ်စကင်းကလက်ရှိတော့ကျွန်တော် CV လာလိကတော့ကျွန်တော်တို့ကျန်တဲ့ league တွေထဲဆိုင်အများကြီးပူကောင်းတဲ့မှာပါတယ်လက်ရှိမှာဒါကျွန်တော်တို့လာလိကမှာဆိုရင်သူရေးသားထားတဲ့ပုံစံအရာဆိုရင်ဒါကျွန်တော်တို့ Atletico Madrid အာလူရီယမဒရစ်ဒါကျွန်တော်တို့ဘာဆိုနာဒီ၃သင်းကလွင်ဘောနက်စကင်ကအရင်အားနေတယ်ဒါကျွန်တော်တို့ real madrid တို့ဘာလို့ဒါ goal scoring မှာပူတည်ပြီးဒါကျွန်တော်တို့ဒါ bonus တွေပေးတာတွေရှိတယ်ဒါကျွန်တော်တို့ defensive ဆိုရင်ဒါကျွန်တော် clean sheet ပေါ်ပေးတာတွေရှိတယ်ဒါတရားတွေပေါ်ပေးတာပေးတာပေးတဲ့ပုံစံမျိုးတွေအများကြီးအများကြီးရှိတယ်ဒါပေမဲ့လက်ရှိမှာဒါ out သင်းနေလည်းအဲ့လိုမပေးနိုင်ဘူး out သင်းတချို့မှာလည်း villarreal ။ဒါဗီလာရီတကယ်တော့နာမည်ကြီးတဲ့ကလပ်တွေတခုရှိ။ဒါပေမဲ့ဗီလာရီရဲ့ခန်းစစ်ကောင်းတယ်။ခန်းစစ်ကောင်းရင်သူတို့ရဲ့ခန်းစစ်ကစားသမားကိုကလင်းရှိပေါ်မူတည်သူတို့ဘောနပ်စ်ပေးဖို့အရန်ခက်ခဲတယ်။ဟောသူတို့ရဲ့ဒါကျွန်တော် balance ဘုတ်ကိုသူတို့ဒါလက်ရှိမှာ salary တာလာလီဂါအလုပ်တဲ့ salary ကတ်ကိုသူတို့ဒါ survive လုပ်ဖို့တော့ကြိုးစားပြီးတော့ဒါခုနကပြောသူပဲသူကကျွန်တော်ပြောတဲ့၃သိန်းထက်ဆိုင်ကျန်တဲ့အသင်းတွေက CEO ကျွန်တော်ဒါဘွန်တော့ကျွန်တော်လာလီဂါကျန်တဲ့အသင်းတွေအနေနဲ့ရုပ်တန်လုံးကိုအလောင်းမြေအဲ့တော့ဝင်ငွေနဲ့ထုံးငွေ balance နည်းရတော့ကျွန်တော်တို့နေကစားသမားကောင်းတယ်သူတို့မခေါ်နိုင်ဘူး။ CEO ရဲ့ဒါတော်တော်လေးတက်ကယ်လုပ်လာခဲ့တယ်။ CEO အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့ ဟိုတဖြည်းဖြည်းနဲ့ဟိုနာပတ်သက်တာကျွန်တော်လူစိတ်ဝင်စားအောင်လုပ်လာခဲ့တဖြည်းဖြည်းအောက်သင်းတွေပတ်စံသုံးနိုင်မှုအတွက်ဒါ series ရေလဲကြိုးစားပြီးနေနေထားမှရှိတယ်။လက်ရှိမှာကျွန်တော်သိသလောက်အနံပါတ်တွေရပြောရမယ်ဆိုရင်တော့ Premier League ပြီးရင် series ကိုခုလက်ရှိမှာလူကြည့်အများဆုံးတော့ပါဒုတိယလူကြည့်အများဆုံး series ရေကအဲ့တော့ဒါပါဘာဘာရောကျွန်တော်ဒါဟိုဘူဘူနက်စီကမှပြောကြရမှာဒါကျွန်တော် Bayern Munich နဲ့ Borussia Dortmund ကလွဲသူသိမကြည့်ဘူးကျွန်တော်အောက်သိဆိုဒါကျွန်တော်တော်တော်လေးငွေရနေတယ်ဒါကျွန်တော်တို့အခုလက်ရှိအာဒါကျွန်တော်တို့ဗာလေ လီဂူဝမ်ဆိုရင်ဒါကျွန်တော်တို့ PSG လောက်ကလွင်တော်တန်ဘူးမှမကြည့်တော့ဒါမာဆီလိုပါလို့ဒါဂရင်းဝုဒ်တို့ပါလို့ဒါယူနိုက်တက်ပရိသတ်ပါညာတချို့ဒါကျွန်တော်တို့ highlight တို့ပါလို့ကြည့်မယ်တကယ်တမ်းပွဲ minute 90ကိုကြည့်တယ်လူနေတယ်ဘောလုံးမဲ့လောင်းနေလူကလွင်ပေါ့နော်အပြောချင်တာအဲ့ဒါပေါ့အဲ့တော့လက်ရှိမှာခုနကပြောသေးတယ်ဒါလက်ရှိမှာကျွန်တော် Premier League ဆိုတမန်ငါရှန်ကပွဲရာကျွန်တော်တို့ကဒါ link လစ်တို့ကြည့်ကြတယ်ပေါ့ပေါ့အမဒါကျွန်တော်တို့မှာဟို Lord of Northern Forest နဲ့ဒါကျွန်တော်တို့ um ဆလာလန်တို့တွေ့ပြီးသားဒီနှစ်သင်းကဒါကြည်ကောင်းပါဆိုကြည်ကြအဲ့တော့ရွတ်တယ်လုံငုံငွေဒါကျွန်တော်ကြံပြန့်ရှင်ကြည့်မယ်ဆိုသူများကြီးနဲ့တူကွာတစ်ခေါက်သားခင်ဗျားတို့ပြပြမယ်ပေါ့နော်အဲ့တော့ ဒါကျွန်တော်ပရီးမီးယားလိပလေယာတွေဘာလို့ချူစဲကျွန်တော်ပြောပြမလားအခုဒီဗီဒီယိုရှင်းမယ်ဒါကျွန်တော်ခင်ဗျားနည်းနည်းရှင်းပြအဲ့တော့တစ်ခေါက်တစ်ခေါက်သာမှတ်မိတာ Norwich တန်းဆင်းသွားတဲ့နေရာမှာ Norwich ရခဲ့တဲ့ကျွန်တော်ဒါတနစ်တာ package က Bayern Munich ရဲ့တနစ်တာ package နဲ့တူတယ်အဲ့ဒါကျွန်တော်ခုနကစားသမားတစ်ယောက်အနေနဲ့ခင်ဗျားဘောက်ပရီးမီးယားလိကို choose လုပ်တယ်ဒီနေရာမှာအဖြေကရှင်းတယ်သူတို့နေတဲ့ brand value သူတို့ကြည့်တယ် brand value ဆိုအသိဉာဏ်ကြီးတာမဟုတ်ဘူးနော်ခုနဘောတွေလာလီကပါလာသမားကြီးတာမဟုတ်သူတို့ကို bring up လုပ်နိုင်မဲ့ကျွန်တော် brand value ပရီးမီးယားဒါကျွန်တော်လက်ရှိဒီရေးသားထားတဲ့အာတီကယ်ထဲမှာပရီးမီးယားလိဂ်ကိုပြောင်းသွားတဲ့ကစားသမားတွေအသင်းကြီးမဟုတ်ဘဲနဲ့အသင်းလက်အသင်းငယ်မှာပြောင်းသွားတဲ့ကစားသမားတွေကကျွန်တော်လက်ရှိလာလီဂါ CBA ဘွန်ဒက်စ်လီဂါလီဂူ1ရဲ့ကစားသမားထက်တိုတယ်82ရာခိုင်နှုန်းပို့ပြီးတော့ brandy ရရဖို့တော့ရာခိုင်နှုန်းများတယ်။ဘာဖြစ်လို့လဲ။သူတို့ကိုပို့ပြီးတော့ recognizable ဖြစ်လို့ တော့ပါလားကျွန်တော်အဲ့တော့တခုနပေါ်တယ်ဒါရုပ်တံလွှင့်ငွေနဲ့ဘာလို့ကျွန်တော်ညှိပြောတော့ကဘာပေါ်မှာကြီးတဲ့လူပူများလေလေဒီလိကလူတွေအာယုံဆိုင်လေလေပဲဥပမာလက်ရှိမှာကျွန်တော်တို့အနေနဲ့ကျွန်တော်ဒါခမရကိုဗီလာရီရဲ့ကစားသမား၁၁ယောက်ကိုပြောပါဆိုခမရပြောနောက်ဆုံးပြ၅ယောက်ကိုပြောပါခမရပြောဖို့ခက်ခဲနေမယ်ခမရအခုလက်ရှိမှာ Brandford ကကစားသမား၅ယောက်ပြောပါခမရပြောနိုင်ရတဲ့မှာပါတယ် Damsgate တို့ဒါ Henderson တို့ Shaw ကျွန်တော်ဒါ Shaw ကတော့ကျွန်တော် Damsgate တို့ Henderson တို့ဒါ KOD တို့ဒါကျွန်တော်လက်ရှိမှာ Thiago ဒါ Shaw ဒီကျွန်တော်တို့၅ယောက်ပြောဒါကျွန်တော်ဒီလိုလို့လို့ထားပါအခုလက်ရှိမှာခုနပြောသူပဲအဲ့လိုမျိုးအဲ့တော့ ကစားသမားတယောက်အနေနဲ့ခမားကိုလူကြည့်များမယ်လူကိုတို့ကပြောင်းတယ်။ဘာဖြစ်လို့လဲတို့ after value ကိုသွားတယ်။နောက်ဆုံးကစားသမားတွေကသူခြေစွမ်းပြနိုင်သည်ဖြစ်စေခြေစွမ်းပြနိုင်သည် Premier League ရောက်သွားပြီဆိုရင်ဒါအကုန်လုံးရဲ့စူးစိုက်မှုခံရတဲ့ကြောင့်တို့အနေနဲ့ brand value ဖြစ်တယ်။ဥပမာကစားသမားအနေနဲ့တို့ရဲ့နိုင်ငံသေးလေးတို့ဟာပို့ပြီးတော့လူကြည့်များတဲ့နိုင်ငံကိုသွားလိမ့်မယ်။ဒါဟာတိုက်ရိုက်ချိုးကြတယ်။ဥပမာ example Kusunov example ပြမလို့ Kusunov Kazakhstan ကကစားသမားသူအနေနဲ့အခုလက်ရှိမှာ Manchester City မပြောင်းတော့သူဟာ Premier League ကိုပဲပြောင်းမှာ။ သူ့ရဲ့ after sale ကိုသူတို့ကြည့်တယ်။ဥမာ Kusanov ရဲ့လက်ရှိ Kazakhstan က Kazakhstan မှာဒါကစားသမားထွက်တာအရန်နေတဲ့အတွက်ကြောင့်မလို့ Kazakhstan ကရှိသမျှ sponsorship တွေက Kusanov ကိုအကုန်ရောက်တယ်။ဒါပဲတော့ပေါ့လား။အဲ့တော့လက်ရှိမှာဒီလူကိုဒါပေးကြမှာပဲဟုတ်တယ်။ဒါပေမဲ့ Premier League ကစားသမားကိုပေးတဲ့အချိန်နဲ့ Serie A ကစားသမားကိုပေးတဲ့အချိန်နဲ့မတူဘူး။အဲအဲ့လိုမျိုးသွားတယ်အဲ့တော့ကာဂျီဂစ်ဆန်ကြီးပဲလက်ရှိမှာဒါကျွန်တော်တို့ကုဆနော့ကိုပေးနေတာမဟုတ်ဘူးကုဆနော့ကိုအခုလက်ရှိမှာဒါကျွန်တော်တို့ DA တွေတည်ရတယ်အဲ့တော့ပြောချင်တာက ကစားသမားရဲ့အေဂျင့်တွေအလုပ်လုပ်ပုံကရှင်းတယ်ပရီးမီးယားလိဂ်ကိုသူတို့ကအရန်ပြောင်းခြင်းတယ်အေဂျင့်တွေကိုယ်တိုင်ကဘာလို့သူတို့ကိုယ်တိုင်အေဂျင့်ကတော့ကျွန်တော်လူတော်များထင်တာကစားသမားကဒါကျွန်တော်တို့ဟိုဘောသုံးအသင်းနဲ့စကားပြောမှာအေဂျင့်ကဆောက်လို့တယ်မဟုတ်ဘူးမဟုတ်အောင်သူ့ရဲ့ brandy ရဲ့မှန်သမျှလေးအေဂျင့်ပဲလုပ်ရတာအဲ့တော့ agent တော်တော်များကသူတို့ရဲ့ကစားသမားကိုဒီ Zahavi ဆိုတဲ့ဒါကျွန်တော်တို့ Premier League agent ကိုတိုင်လည်းသူပြောဘူးတယ်သူရဲ့ကစားသမားသူ180လောက်ကို ပရီးမီးယားလိအသင်းကကန့်လန့်နေဆိုရင်သူပရီးမီးယားလိအသင်းအမှဒါရီယယ်မက်ဒရစ်တို့ဘာစလိုနာတို့မဟုတ်ဘဲနဲ့ဒါခုနပေါ်ပြဒါစီးရီးယား AC မီလန် Inter Milan Juventus တို့မနပိုလီတို့မဟုတ်ဘူးဆိုရင်အသင်းငယ်အသင်းလက်အချင်းချင်းဆိုရင်ပရီးမီးယားလိကိုပြောင်းမှုအတွက် agent တော်တော်များ recommend ပေးတယ်ဘာကြောင့်လဲဆိုတော့ agent တော်တော်များလေခုနပေါ်ပြသူ့ရဲ့ကစားသမားဖြစ်စေချင်တာရဲ့သူတို့ agent fee ရချင်တာရဲ့အဲ့ဒါကြောင့်သွားတာဖြစ်တယ် after value ပေါ့နော်အဲ့တော့ခုနကကစားသမားခုနကကျွန်တော်ပြောတယ်ကစားသမားတယောက် Premier League ကိုလာပြီဆိုရင်အဲ့ကစားသမားတယောက်ကကျန်တဲ့ခုနက La Liga Serie A Bundesliga တို့ရဲ့ဒါကျွန်တော်တို့ဒီကစားသမားတွေထက် sponsorship ရရရကတော့82ရာခိုင်နှုန်းပေါ့များတယ်။ဟုတ်ပါဗျာခုနကပြောတယ်သူများကဒါကျွန်တော်တို့တစ်ခုရရင် Premier League အကောင်သုံးဝရတယ်။အဲ့ပြောချင်တာ Premier League မှာဗျာနောက်ဆုံးခင်ဗျခြေစွမ်းမပြဘူးဆိုတော့ခင်ဗျ3နှစ်လောက်ကစားသွား Premier League မှာ3နှစ်ကစားရင်ဒါ Serie A La Liga Bundesliga ကကစားသမားတွေ6နှစ်9နှစ်လောက်လှုပ်ထားတဲ့ဈေးလောက်သူရတယ်။ လောက်ခလာစားကိုပြောရမှာမဟုတ်ဘူးเนาะ brand value ပြောတာအဲ့ဒါကိုနောက်က agent တွေအသေး push တယ်အဲ့တော့ဘာဖြစ်လို့လက်ရှိမှာတချို့ major premier league ကိုဒါအသင်းလက်လက်ချို့ဆိုခုနကပြောတချို့ကိုတခါတော့ပြောရမလား Aston Villa အသင်းကိုဘာလို့ premier league ကိုတက်မှာဟိုတချို့ဟိုမှာဒါ Donny Malan တို့ဘာလို့ဆိုဒါတော်တော်လေးကောင်းတဲ့ league ကစားသမားတွေ Donny Malan ဆိုရင်ဒါကျွန်တော် Aston Villa ကိုပြောင်း Aston Villa သူ့ level မှာမဟုတ်တာမှန်တယ်ပိုကောင်းတဲ့ level သူသွားလို့ရတယ်မှာပါတယ် SSU ဆိုတဲ့ Aston Villa ကြီးပြောင်းချသွားတာပဲအဓိကပါတယ် အဲ့ movement မှာသူတို့ရနိုင်တဲ့ value ကအဲ့သူတို့ထင်တာတဲ့အများအစီးလုပ်တယ်အဲ့ဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ကစားသမခမရကစားသမတယောက်ကြည့်မယ်ခမရခမရခမရခုနပေါ်တယ်လက်ရှိမှာ Ronaldo မဟုတ် Messi မဟုတ်ဘူးဒါပေမဲ့ခမရကိုခမရ ability ကခမရသိတယ် Premier League မှာ sorry ဒါပေမဲ့အဲ့လောက်ကြီးပြအလုံးဝထုံးပေါက်နေတဲ့ value နဲ့မနာမပြဘာလုပ်မလဲတော့ ပရီးမီးယားလိခင်ဗျာသွားမယ်ပရီးမီးယားလိသွားပြီခင်ဗျာစပွန်ဆာရှစ်တွေချုပ်ထားလိုက်မယ်ခါရုံးနာပေါ်တူဘယ်လက်ရှိပဲစီးဝေးသားတွေကသွားမယ်ဟုတ်တယ်ခင်ဗျာကော့ဖေဗရစ်တော့ဖြစ်သွားမယ်တကယ်တမ်းငွေရှာကျင်တဲ့လူဆိုရင်တချို့ကြဆော်ဒီတို့ဘောက်သွားတယ်ဆိုဟုတ်တယ်ဆော်ဒီတို့ဘောက်ခင်ဗျာသူတက်မှာနာမည်ကြီး player တွေသွားတာဟုတ်တယ်ဒါပေမဲ့အသေးလက် player တော်တော်များဆော်ဒီသွားလို့မရဘူးဆော်ဒီရဲ့လစာတစ်ခုကလွင်ဆော်ဒီမှာဘာမှမရှိဘူး brandy ရဲ့မရှိဘူး premier league မှာ brandy ရဲ့ရှိတယ် ပရီးမီးယားလိရဲ့လက်ရှိကစားသမားတထောင်အေးပေါ့အေးပေါ့ဟိုတထောင်ကျော်မှုပေါ့ဗျာအားလုံးအေးပေါ့ကျွန်တော်တို့ဒါယာချီပေါ့ထားပါအဲကစားသမားတူတယ်ပဲထားတူတယ်အယောက်တရာရှိတယ်အဲ့အယောက်တရာမှာ68ယောက်ကဘရန်ဒီရရှိတယ်ပြောပြမယ်နော်လာလီဂါမှာရီယယ်မက်ဒရစ်ကျွန်တော်တို့ဒါဘာစလိုနာအက်တလက်တီကိုမက်ဒရစ်နှုတ်လိုက်ပြီးတော့ကျန်တဲ့18သင်းရဲ့ကစားသမားအယောက်တရာမှာ55ယောက်ပဲဘရန်ဒီရရှိတယ် ခုန68ယောက်ရှိရဲကျွန်မက45ယောက် brandy ရဲ့ရှိတယ်။အဲ့လိုပုံစံမျိုးသွားတယ်။အဲ့ပြောချင်တာခမရသာကစားသမားတယောက်ဖြစ်မယ်။ခမရကခုနပြောသဖြင့်ဘောလုံးချီနေရခုနအဲ့လောက်ကြီးလည်းကောင်းတာမဟုတ်ဒါပေမဲ့ခမရရေရှည်ရလည်းခမရငွေကြီးရမပူချင်ဘူးဆိုပရီးမီးယားလိဂ်ခမရအတွက်အကောင်းဆုံးပဲ။အဲ့တော့ခမရကြိုက်တဲ့ကစားသမားကြီးလေအခုလက်ရှိမှာ Morgan Gisswhite လို့ဒါကျွန်တော် Northern Force မှာခြေစွမ်းပြ Northern တိုင်းမှာ Northern Force မှာ Northern Force ရဲ့ Morgan Gisswhite နဲ့အခုလက်ရှိမှာခမရကျွန်တော်ပြပြမယ် အဲဗာလဲဗီလာရီယကဘလူးရှိမယ်ဘလူးရှိမယ်ဗီလာရီယကဘလူးရှိမယ်နာမည်ကြီးအဲဗာဗီလာရီယကစားသမားတယောက်နဲ့အမှန်တကယ် level 2 model 4တူလောက်မရှိရဒါပေမဲ့ no morgan gateway ကခုလက်ရှိမှာ sponsorship ဒီရဲ့16ခုရှိတယ်ဗီလာရီယကစားသမားတူတယ်၄ခုပဲရှိတယ်အဲ့လိုကွာအဲ့တော့ကစားသမားတယောက်နဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူ secure လုပ်ချင်တယ်ဆိုရင်ငွေကြီးရ Premier League အကောင်စုလမ်းတစ်ခုဖြစ်တယ် ချီစွမ်းရတကယ်ခုနကပေါ့လူချစ်လူခေခံနေတယ်ဆိုတော့ဘွန်ဒက်စတီကလာလီဂါတော့ခမရတော့ပြတ်သွားနိုင်တယ်။ဒါပေမဲ့ခမရရေရှည်စီးပွားရေးကြည့်မယ်။အေဂျင့်တွေကိုယ်တိုင်က recommend ကပရီးမီယာလိပဲလုပ်တယ်။အဲခုနကဘာနဲ့သက်ဆိုင်ဆိုရှေ့ဆုံးကအောက်ဆုံးတော့သက်ဆိုင်တယ်။ပရီးမီယာလိကလူကြည့်များရဖြစ်တော့ကြောင့်မို့ဒါ sponsorship ပရိသတ်တွေကခုနကပြောရတဲ့ကစားသမားဒီယာကိုဘယ်လိုအသုံးပြုလဲ။ကစားသမားဝတ်ထားတဲ့ဖက်နက်ကဘာလဲ။ ပစားသမားသုံးတဲ့ပစ္စည်းကပါကျွန်တော်အကုန်လိုက်ကြည့်ကြရတဲ့အတွက်ကြောင့်မို့တာတွေ့ရတယ်မှာပါတယ်ဒီလိုမျိုးတွေ့ရအဲ့တော့လောက်ပါပဲအဲ့တော့ခင်ဗျားနည်းနည်းနားလည်အောင်ရှင်းပြအဲ့တော့လောက်ပဲပေါ်လုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာ Channel ဆိုတဲ့ပေါ့အောင်ကိုလို့ရပါတယ်မြန်မာတဲ့ clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုမောင်းအောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC2 ကြရပါပေါ့ Devo ဗျ